ိုင်မင်္ဂလာပါဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ဘာပြောသွားမှာလဲမိုဘိုင်းလင်းရဆော့တော့မိုဘိုင်းလင်းရဆော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အကောင့်ဝယ်ခြင်းနဲ့စိတ်ဆန္ဒတွေတော့ရှိကြလိမ့်မယ်ဒါမှမဟုတ်လည်းကျွန်တော်တို့လူလိန်တွေကိုကြောက်နေတယ်ဆိုတော့တစ်ခါလိန်ခံမှုရတယ်နှစ်ခါလိန်ခံမှုရတယ်ဘာကြောင့်လိန်ခံနေရလဲခုထိကိုကိုကိုမသိနိုင်သေးဘူးဆိုတော့ကျွန်တော်ဘာကြောင့်လိန်ခံနေရလဲပြီးတော့လူလိန်တွေကဘလို့အလုပ်လုပ်ကြလဲဆိုတော့ကိုကောင်ရောင်းနေဖြစ်စီဝယ်သည်ဖြစ်စီကျွန်တော်တို့ဘလို့အချက်လေးတွေကိုတတိထားမိလို့ရှိရင်ကိုနဲ့အလုပ်လုပ်နေတဲ့ကောင်ကလူလိန်ဆိုတာသိနိုင်မလဲ ဒီနေ့ပြည်မှာပြောလိုက်ကြရအောင်ဆော့ပထမဆုံးရင်ပြောချင်တာကလူတွေအကောင့်အလင်းခံရတယ်ကိုယ့်အကောင့်ပါသွားတယ်ဆိုတာနံပါတ်1တစ်ချက်ကလောဘကြောင့်ပဲဆိုပါစို့ကျွန်တော်ကလူလိန်ဆိုပါစို့တခြားကောင်ကဒီကောင်ကဒါလုံးဝ reseller လာအရင်ဆုံးအကောင့်လာရောက်တဲ့ brother က reseller စီတော့မယ်တွားပြီးတော့ကျွန်တော်အကောင့်ဈေးပြတ်ပေးပါလားဆိုတော့တကယ်တကယ်အဲ့ဆယ်လာဖြတ်လိုက်မယ်ဗျာ၃သိန်းဆိုပါစို့ မကြိုက်ဘူး brother လိုချင်တာက9သိန်းလောက်မှန်းထားတယ် bro ကောင်ဆိုတော့ဟုတ်ပြီ3သိန်းကျွန်တော်ဈေးမညှိတော့ဘူးဗျာ bro ကသူပေးတဲ့ဈေးကလုံးဝအမှန်ဆိုပြီးတော့ bro ထင်သွားမယ်ဒါပေမဲ့ဈေးညှိလို့ရတယ်ဗျာအာကျွန်တော်က9သိန်းလောက်မရဘူးလားဆိုတဲ့စကားကိုမပြောတော့ဘဲနဲ့3သိန်းဆိုတဲ့နေရာမှာနေ bro ဘက်ကဒေါသထွက်သွားမှာဟာငါကောင်3သိန်းပဲတန်တာလားဒီကောင်ငါ့ကိုဈေးနှိမ်လိုက်တာလားဆိုတော့အဲ့ဒါလေးနဲ့တွေးပြီးတော့ဗျ brother ကစိတ်ဒေါသထွက်ပြီးတော့ ဟိုအဲ့ seller ကိုပြောချင်ပြောမယ်ဗျာတည်မလားတခြားအကြောင်းအရာမပြောတော့ဘဲနဲ့ဆော့ဟုတ်ပြီကျွန်တော်စီရောက်လာအဲကျွန်တော်လူလေအဲ့ဆို brother ကအရင်ဆုံးကျွန်တော်အကောင်ပြပေးပါဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်ပြောမယ်လူလင်းကဘယ်တော့မှဈေးကိုအရင်မဖြတ်ဘူး brother ဘလောက်မှန်းတာလဲအရင်မေးလိမ့်မယ်ဆိုဘာကြောင့်လဲဆိုတော့ brother မှန်းတာတဲ့ဈေးကိုတို့ကတိကျင်တာဟုတ်ပြီတိကျင်တော့ brother မှန်းတာက9သိန်းဆိုပါဆိုဟာသူနည်းနည်းလေးတော့ဟိုတွေ့ဟိုလောက်မယ်ဗျာတည်မလားတော့ဟိုဖြစ်ချင်အောင်စောင့်မယ်စောင့်ပြီးလို့ရှိရင် အာဘရို9သိန်းရမလုပ်ပါနဲ့4သိန်း8000လောက်ထားလိုက်အဲ3သိန်းနဲ့အကောင်4သိန်း8000ဆိုကြရဘရာသာတီးတင်ပြီဟုတ်ပြီ4သိန်း8000လောက်ထားလိုက်အဲ့ဆိုကိုယ့်ကိုပြန်တွေးငါအကောင်ဘာဒီမြတ်ပါနေလို့4သိန်း8000တန်ရတာလဲဟုတ်တယ်မလားတကယ်တကယ်ဒီအမှန်လုံနေတဲ့ကောင်နေတော့3သိန်းပေးထားတဲ့အပေါ်မှာငါအကောင်ဘာဒီမြတ်ထူးကြပြီးတော့ထူးခဲနေလို့4သိန်း8000ကြီးတော့ရထားရလဲဟုတ်ပြီအဲ့ဆိုဘရာသာတွေးမယ်ဗျာတချို့တွေဆိုလို့ရှိရင်အဲ့အကောင်ဟာဘရိုမလုပ်ပါနဲ့ လေးသိန်းရှစ်တောင်မလုတ်ပါနဲ့ငါးသိန်းလောက်ထားပါကျွန်တော်လိုအပ်နေလို့ပါကျွန်တော်လည်းငွေလိုနေလို့ပါရောင်းချင်လို့ပါဆိုလို့ချင်းအာလုတ်ပြချပြအန်ဟုတ်ပြီအဲ့ဆိုလို့ချင်းလုံးဝအယောင်းမဖြစ်သွားပြီဖြစ်သွားပြီဆိုလို့ချင်းဘရိုကလောဘအဲ့ဒီနေရာမှာလောဘအခြေခံတာပဲ၃သိန်းရပေးထားတဲ့လူကိုတကယ်တကယ်၃သိန်းပတ်စံရမှာနော် real ၃သိန်းရမှာဆိုတော့ဘရာသာကိုလူလင်ကပေးနေတဲ့၅သိန်းဟာလေးဘော၅သိန်းသူ့ပါဇက်တွေက၅သိန်း ကျောက်ဟုတ်ပြီ brother အဲ့ငါးသိန်းကိုယုံပြီးတော့သုံးသိန်းတန်ကောင်းစီမှာမရောတော့ဘဲနဲ့ငါးသိန်းကောင်းစီမှာရောင်းပြီးတော့ဘရိတ်ရဲ့လောဘတစ်ခုကြောင့်ပဲအဲ့ကောင်ကြီးပါသွားတယ်ဆိုတော့ရှင်းရှင်းလေးပါပဲလူလိန်နေဘာကြောင့်လိန်နေကြလဲဆိုတော့ဒီချက်ဒီချက်ဒီတာမန် visit တစ်ချက်နဲ့တင်ကျွန်တော်တို့အများကြီးပါသွားတဲ့လူတွေရှိတယ်အဲ့ဒီဈေးကွက်ဈေးကစားတာနဲ့တင်ကျွန်တော်တို့အများကြီးပါသွားတဲ့လူတွေရှိတယ်လူတွေဘာကြောင့်အလိန်ခံရလဲ brother အခုကြည့်နေတဲ့အထက်မှာလည်းအလိန်ခံရတဲ့လူတွေရှိမယ် brother ဘာကြောင့်အလိန်ခံရလဲဆိုတာ brother ပြန်ပြီးတွေးကြည့်မယ်ဆိုလို့ရှိရင် brother ရောင်းခဲ့တဲ့ seller က တကယ်တကယ်ပုံမှန်ဆယ်လာထက်ကိုဈေးအများကြီးပိုပြီးပြီးဝဲသွားလို့ပဲဘာသာရောင်းခဲ့တာဟုတ်တယ်မလားပြောမယ်ဆိုလို့ရှိရင်ကိုကြိုက်လို့ကိုရောင်းတာဗျာကိုကြိုက်တာတဲ့ပိုပြီးတော့တာမန်ထက်ပိုပြီးတော့ထူခဲနေတဲ့ဈေးကွက်တစ်ခုကိုဈေးတစ်ခုကိုကိုကရထားလို့ရောင်းတာအဲ့ဒါအဓိကလောဘပဲလောဘကြောင့်အလိန်ခံလိုက်ရတယ်ဒါရှင်းရှင်းလေးပဲဆိုတော့အဲ့တော့ဟုတ်ပြီတခြားဘာအကြောင်းအရာတွေထက်ရှိအောင်မလဲကျွန်တော်တို့ဝယ်တဲ့အခါမှာရောအလိန်ခံနေရတာရှိတယ်အဲ့တော့အဲ့ဒီဝယ်တဲ့လူတွေကရောဘာကြောင့်အလိန်ခံရလဲ ရှင်းရှင်းလေးပဲကျွန်တော်ဝယ်တဲ့လူတွေကိုမြမြဆဆမပြောလို့ဘာမှမပြောလို့လောဘတွေရောမလောဘတွေရောဈေးတန်တာတွေရောမတန်တာတွေရောဘာတစ်ခုမှကျွန်တော်မပြောလို့ကျွန်တော်ပြောချင်တာတစ်ခုပဲရှိတယ်ကိုရွေးချယ်ဝယ်ယူတဲ့ဆယ်လာကအမှန်ကန်လုံနေတဲ့ဆယ်လာလားအမှန်ကန်ချက်ပြေဝပေးထားတဲ့ဆယ်လာလားတစ်ခုခုဖြစ်နေအောင်မှငါဒီကောင်ကိုပြောလို့ဆိုလို့ရမယ်ဆယ်လာလားငါ့အပေါ်မှာစောက်ယူဆိုင်တဲ့ဆယ်လာလားဆိုတာကိုရွေးချယ်ပြီးတော့ဝယ်ယူအဲ့တစ်ခုပဲအဲ့တစ်ခုပဲ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောချင်တာဘရိုရဲ့ပတ်စံဘရိုပေးလိုက်တဲ့6သိန်းမကလို့10သိန်းပဲဖြစ်ဖြစ်15သိန်းပဲဖြစ်သိန်း30ပဲဖြစ်ဖြစ်ဘရိုပေးလိုက်တဲ့ပတ်စံဒီအကောင်ရဲ့ဆုံးဖြတ်ချက်တစ်ခုအပေါ်မှာမူတည်နေတယ်။တရားကျွန်တော်ပြောချင်တာအကောင်ဝယ်တဲ့လူတွေအနေနဲ့ဘရိုကောင်ကိုကြိုက်တယ်လို့လှုပ်ယူသွားလို့ရတယ်။ဆိုတော့ဘရိုဘာမှမတတ်နိုင်ဘူး။ဘာဖြစ်လဲသိလားသူစီကနေယုံကြည်ပြီးဝယ်ခဲ့ရတဲ့အပေါ်မှာဘရိုဘာမှလှုပ်လို့မရဘူး။အဲ့တော့အဲ့ဒီဆယ်လာပေါ်မှာဘရိုကယုံကြည်မှုနဲ့ပတ်စံနဲ့ကိုအပ်ပြီးတော့ထားရတာ အဲ့တော့အဲ့လိုမျိုးအပ်ပြီးတော့ထားနိုင်မယ်ဆဲလာစီမှာပဲဝဲဘာမှခေါင်းရှုံမခံနဲ့ဈေးတွေလည်းမတွင်းနဲ့ဟောဒီကောင်းအကောင်ဈေးများလို့ဒီကောင်းအကောင်ဈေးနဲ့လို့တွေမပြောနဲ့တကယ်လို့ဈေးနဲ့တဲ့ကောင်စီမှာဝဲပြီးလို့စောက်ပြဒနာတစ်ခုခုတက်ပြီးဆိုရင်ဘရိုအကုန်လုံးအဲ့ဒီဈေးနဲ့တာတွေအကုန်လုံးပေးလိုက်ရမှာကျွန်တော်ပြောချင်တာသိလားဥပမာကျွန်တော်စီမှာ9သိန်းဆိုပါဆိုတခြားဆဲလာစီမှာ4သိန်းခွဲဆိုပါဆို9000 9000ဘရိုမြင်းသွားမယ်ဗျဟုတ်ပြီတစ်ခုခုဖြစ်လို့အကောင့်တစ်ခုခုဖြစ်ပြီဆိုလို့ရှိရင် အဲ့လေးသိန်းခွဲနဲ့ရောင်းခဲ့တယ်ကောင်ဘရိုတောင်းဝင်မယူဘူးဆိုလို့ရှင်ဘရိုလေးသိန်းခွဲပလုံသွားမယ်ဆိုတော့ကျွန်တော်ပြောချင်တာဘရိုနားလည်လိမ့်မယ်လို့ထင်တယ်အဲ့တော့အကောင့်ဝယ်တဲ့လူတွေအနေနဲ့ဘာမှတွေးကြရမလို့ဘူးဒီကောင်ကငါ့ကိုဂျင်းမထဲမယ်ကောင်လားတည်မလားငါတခုခုဖြစ်ပြီဆိုလို့ရှင်ငါ့ဘက်မှာရှိပေးမယ်ကောင်လားငါယုံကြည်စိတ်ရမယ်ကောင်လားငါပတ်စံလွှဲပြီးရင်တော့မှငါဘာငါအေးစိအေးလေးပါလေတွတ်တော့မယ်ပြန်လာမယ်ထမင်းစားမယ်ရေမှုချိုးမယ်ပြီးကမှအကောင်လေးဝင်ယူမယ်အဲ့ချိန်ဒီဒီကောင်ကစောင့်ပေးပြီးတော့လုပ်ပေးမယ်ကောင်လားဆော့ အဲ့ဒါတွေကိုရွေးချယ်ပြီးတော့ဝယ်ယူဆိုတော့ဒါတော့အကောင့်ဝယ်တဲ့လူတွေအနေနဲ့ပတ်သက်ပြီးတော့တီးထားမှာပေါ့နော်ဆိုတော့အကောင့်ရောင်းမဲ့လူတွေကတော့အဓိကတော့ကျွန်တော်တို့လောဘကိုမြန်မြန်မတက်ဖို့ရယ်ပြီးတော့ရွေးချယ်စရာတွေတော့อืมဘယ်လိုပြောပြအောင်လဲအဲတွေးတော့စရာအများကြီးရယ်ဗျာကျွန်တော်စီကလာဝယ်မှာလားအဓိကတော့ကိုယ့်အကောင့်သူယုံကြည်စိတ်ကြရတဲ့လူတယောက်စီကိုကိုလိုချင်တဲ့ဈေးနဲ့မပေးနိုင်တဲ့ရွေးရတော့လုံးဝမရောင်းတာအကောင်းဆုံးပဲဘယ်သူလက်လာဗျာ ဘသူလာလာဆိုတော့ကိုကလည်း3000ဒီကောင်လိုချင်တယ်တည်မလားတချို့ဆိုငွေလိုပြီးရောင်းတာရှိတယ်ငွေလိုတဲ့အခါမှာလူလိန်နဲ့တွေ့ပြီးတော့လူလိန်ကများများဆဆပေးလိုက်တဲ့အခါမှာလောဘအောင်မထိန်နိုင်တာမျိုးတွေရှိတယ်အဲ့တော့အကောင်ဝယ်တဲ့လူတွေထက်စားလို့ရှိရင်အကောင်ရောင်းတဲ့လူတွေကပို့ပြီးတော့အုံနောက်သုံးရတယ်ဘာကြောင့်လဲဆိုတော့ဆယ်လာတွေကမှုလို့ပေါက်နေတာအကောင်ရောင်းတဲ့လူတွေကိုလည်းလူလိန်တွေကတားခတ်ထားပြီးတော့လိန်ကြတာအကောင်ဝယ်တဲ့လူတွေကကျွန်တော်တို့များများဆဆမတွေ့နဲ့အုံနောက် အုံနောက်ကိုတုံးအဓိကဈေးကိုခေါင်းနဲ့မထည့်နဲ့အကောင့်ဝယ်တဲ့လူတွေအလိန်ခံရတာဈေးကိုခေါင်းနဲ့ထည့်လို့အလိန်ခံရတာကျွန်တော်ရှိသေးတယ်လင်းကော်လတာနဲ့ချောင်းဟီးရိုးနဲ့ချောင်းကေနဲ့ဂူရှင်ကော်လတာနဲ့ပါတာကိုတဲ့တသိန်းနဲ့အလိုက်တသိန်းပဲပေးတဲ့သူ့အကောင့်က point 2000ပြောရမယ်ဆိုလို့ရှိရင်ဘယ်လိုပြောပြောလဲ season season နေ့ပဲကော်လတာလေးပဲရှိတယ်ပြောရမယ်ဆိုလို့ရှိရင်ထန်ကုန်2000နံပောက်တဲ့အကောင့်ဗျာအဲ့ဒီအကောင့်ဟို ူရှင်ကေ6ကေ6ဟီရိုလင်းကောလာတာအဲ့လေးကောင်ပါတဲ့အကောင်ကြီးကိုမှတသိန်းပဲလိုက်ပေးပါတဲ့အဲ့တော့ငနေလေးကတသိန်းလိုက်ပြီးတော့အကောင်လေးလည်းပေးတယ်တသိန်းလေးလည်းပေးလိုက်တယ်ဆိုတော့ brother ကစဉ်းစားကြည့်လိုက်ဗျာဖြစ်နိုင်ရင်မဖြစ်နိုင်ဘူးတော့တည်ရမလားဒါပေမဲ့လည်းလောက်ကြတာပဲဘာကြောင့်လောက်လဲသိလားဒီကောင်လေးကဘာမှမမြင်တော့ဘူး။6ဟီရိုဆော့ရမယ်၊6ကေဆော့ရမယ်။ဒီကောင်လေးအိမ်မက်ထဲမှာအဲကူရှင်ကူရှင်ကေလေးဆော့ရမယ်။ဒါတွေပဲမြင်တာဗျာ လူလေးကဘယ်လိုဖင်ချမလဲဆိုတော့မမြင်ဘူးအဲ့တော့အဓိကကတော့ကျွန်တော်တို့အကောင့်အကြောင်းပဲလောက်ကြတဲ့အခါမှာလောဘအဓိကပဲဆိုတော့ဝယ်ဆက်လူတွေအနေနဲ့ကတော့တိတ်မများဆဆရွေးချယ်စရာမလိုဘူးလူလုံးဝယုံကြည်စိတ်ချပါတယ်တရားရင်တော့အာမခံပြီးတယ်အကောင့်နေအာစီတွေလုံးဝမပါပါဘူးဆိုတော့အာမခံချက်ရှိတဲ့ဆယ်လာတွေစီမှာပဲအကြောင်းဝယ်လောက်ကြပါဆိုတော့ရောင်းနေတဲ့လူတွေကတော့အုံနောက်အများကြီးတုံးရတယ်ဆိုတော့ကိုယ့်အကောင့်တိုင်းမတိုင်းလည်းဆုံးဖြတ်ရတယ်ပြီးလို့ရှင်အကောင့်လည်းကိုကအရင်ပေးရမှာလားဒါမှမဟုတ် ်သူကပတ်စံအရင်လွဲမှာလားအရာမျိုးလေးလည်းအများကြီးတွေ့ရသေးတယ်ပြီးလို့ရှိရင်ဂျားကန်ကိစ္စတွေလည်းပါသေးတယ်အဲ့ဂျားအဲ့ဂျားထဲမှာမှဂျားကန်ကောက်ပြီးလိန်သွားတာမျိုးတွေလည်းရှိတယ်ဆိုတော့မျိုးစုံပဲပြပေါ်လို့ရိုက်နေတာပဲဆိုတော့ဝက်ဂျင်းတဲ့သူတွေကတော့ဘာမှခေါင်းရှုံမကန်နဲ့လုံးဝတေချာလေးအာမခံရဲကောင်းတယ်ဆယ်လာစီမှာဝဲလိုက်ရုံပဲရောင်းညင်းတဲ့လူတွေကတော့ကျွန်တော်ရှေ့ကပြောတဲ့လောဘတစ်ချက်ကိုလုံးဝသတိထားပါနော်သတိထားပြီးတော့အုံနှောက်လေးနဲ့တေချာဆုံးမြတ်ပြီးတော့ရောင်းကြဝဲကြပါဆိုတော့ကျွန်တော်ဒီမှာအဲ့လိုမျိုးလာလာပြီးပြောတဲ့ရောင်းညင်းတဲ့လူတွေနေနဲ့ ဒီညစာလာပို့ထားတယ်မနေ့ကြလို့ရှိရင်တွားပြီးတော့ဘရိုကောင်ရောက်မှလာလို့မေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ကောင်လင်ခံလိုက်ရပြီအလင်ခံလိုက်ရပြီဆိုတာလေးကြီးပဲကျွန်တော်တက်တက်လာလို့ဒီဗီဒီယိုလုပ်ပစ်လိုက်ကြခြင်းပဲဖြစ်ပါတယ်အဓိကတော့လောကမကြည့်ပါနဲ့ဆိုတေချာလေးဆုံးဖြတ်ပါအဲဆယ်လာအစ်မန်နေစီမှာပဲအယောင်မလောက်ကြပါဆိုတော့ဆယ်လာအစ်မန်နေရလဲအခုနောက်ပိုင်းမှာတအားရှားလာတယ်ဗောနော် ဆယ်လာကြီးတော့မှဂျင်းထဲတဲ့အကြောင်းလေးတွေရှိတယ်ဆိုတော့ဒါတော့ကျွန်တော်ကြားနားရတာရီးတက်တက်လေးပြန်ကြရပါဘာဒါပေမဲ့ကိုလုတ်ပဲကိုလုတ်တာပါဆိုတော့ဒါပေမဲ့ browser အနေနဲ့ကျွန်တော်ရှိမှာအယောင်းဝယ်လို့ရှင်တယ်ကျွန်တော်ယုံကြည်စိတ်ချရတယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ Telegram ကပင် comment လေးရှိမှာကျွန်တော် Telegram channel link ရှိပါတယ်အဲဒီတော့မှကြိုက်တဲ့အကောင့် mega အကောင့်အနေပြီးတော့ တိန်း30တန်းအကောင်လောက်ထိကျွန်တော်စီမှာအရောက်ဝင်ရှိပါတယ်ဆိုတော့တိန်း30တန်းအကောင်လည်းအခုကျွန်တော်ရောင်းထားတယ်ပေါ့နော် wall collector ဆိုတော့အဲ့အကောင်ကျွန်တော်ပြပေးမယ်ဗျအခုကျွန်တော်ဘာလုပ်မှာလဲမြန်မြန်ဆန်ဆန်လေးဖြစ်တော့အရင်အရင်နေ့ဗီဒီယိုကကျွန်တော်ပြောခဲ့တဲ့ weekly bag ကို map ပို့တော့မယ်ဆိုတော့ဘယ်လိုလုပ်မလဲဆိုတော့ဒီမှာ comment တွေအများရှိတယ်ဒီကနေစဆွဲမယ်စဆွဲပြီးကျွန်တော်မျက်စိမိတ်ပြီးဆွဲမယ်လက်ထောက်လိုက်တဲ့ comment ကကျွန်တော်တို့အမှန်ဖြစ်ပါတယ်ဆိုတော့ဒီမှာလည်းကျွန်တော် record ဖမ်းထားပါတယ် record ဖမ်းတာလက်ကမမြင်ဘူးလေ ဆိုတော့တခြားမြင်အောင်တော့ပြပြီပေါ့နော်ဟော no cheating let's get started ဒီမှာနော်ဆိုပါလေအဘေးနေတယ်နော်တဲ့ကျွန်တော်မအဘေးနေပါတယ်တဲ့တပ်ပိုင်တပ်တပ်ပိုင်ဂူတင်းနှစ်တော့နော်တပ်ပိုင်ဂူတင်းနှစ်တော့ဆိုတော့တပ်ပိုင်ဂူတင်းနှစ်တော့အဘေးနေပါတယ်ဆိုမြင်နေတော့ဘူးမနော် အပင်းနေပါတယ်တပ်ပိုင်ကူဒီမှာမေရာအဖက်ကြောင့်တပ်ပိုင်ကူတစ်နှစ်တော့ဆိုဒီပဲဒီ weekly ballet ကိုမဲပေါက်သွားပါတယ်ဆိုကျွန်တော်ရဲ့ Telegram channel မှာလာပြီးထုတ်ယူလိုက်ပါတပ်ပိုင်ကူတစ်နှစ်တော့ဖြစ်ပါတယ်ဆိုအဲ့ညကကျွန်တော်နှစ်ပတ်မဲပေါက်သွားပြီမယ်လို့ပြောတယ်ဆိုကျွန်တော်နောက်တဲ့နောက်တဲ့ထပ်ဆက်မယ်နောက်တဲ့တယောက်ဆိုဘယ်လိုလဲဒီကဘာကြီး ီမှာဒီ comment ဒီ comment nice nice bro တဲ့ nice bro ဆိုတော့ nice bro ကောင်းကင်ဖြစ်ပါတယ်တွေ့လားကောင်းကင်ကောင်းကင် nice bro တဲ့ဆိုတော့ကောင်းကင်ကောင်းကင် QB 9KH အဲ့ဘက်ကနောက်ထပ် weekly bet တစ်ပတ်မဲပေါက်သွားပါတယ်ဆိုတော့မဲပေါက်သွားတဲ့ညီကို2ယောက်ကျွန်တော် Telegram မှာလာပြီးတော့ weekly bet လေးကိုထုတ်ယူလိုက်ပါဆိုတော့ Telegram ကတော့ ပင် comment ရဲ့ link မှာ link ချပေးထားပါတယ်ဆိုတော့အဲ့တော့ဒီနေ့ဗီဒီယိုမှာလာပြီးတော့ comment man နဲ့ညီကိုတွေအနေနဲ့လည်းနောက်ထပ်ဗီဒီယိုမှာကျွန်တော် weekly ပဲနောက်ထပ်နှစ်ပတ်ကိုထပ်ပြီးတော့မဲပေါက်သွားပေးပါမယ်အဲ့တော့ Telegram ကိုလာပြီးတော့ join ပြီးတော့ကျွန်တော်ရဲ့အဲ့လို weekly ပဲလေးတွေပေါက်တယ်ဆိုလို့ရှိရင်လာရောက်ထပ်ပြီးလို့ရပါတယ်ဆိုတော့အများကြီးလုပ်ဆရာမလို့ပါဘူး comment တစ်ခုခုရေးခဲ့ရောပါပဲ လိုက်လေးတော့စိတ်ပိုင်းပေးခဲ့ပေါ့ဗျာကောင်းတယ်ထင်ပေးခဲ့မကောင်းတယ်ထင်တော့မပေးနဲ့ရတယ်အဲ့ဒါတော့တိတ်ကိစ္စမရှိဘူးဒါပေမဲ့ဒီလိုမျိုးဒီမဲပေါက်ပေးလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ comment အမှတ်မှရပါမှာနော်ဘာဖြစ်လို့ကျွန်တော်ဒီလိုမျိုးလက်ထောက်ရတာဖြစ်တဲ့အတွက်ကြောင့်ဆိုတော့အခုအမြင်မြင်မြင်နဲ့လုပ်လိုက်တယ်ဆိုတော့အားလုံးပဲကံကောင်းကြပါစေနောက်တစ်ပြီမှာဆက်လက်ဆုံးပြုကြပါမယ် see you guys